အမေကအောင်ခါမတည်းမတည်းအောင်ဆောင်ဘူးတဲ့ခါကျအမေမဖြစ်မှစိုးရိမ်နေပေါ့နော်တကယ်အဲ့လိုမျိုးတစ်ခုတော့ရှိတယ်အမေချစ်တဲ့အတ္တကိုတခါခါကျရင်တို့ကတာသမီဖြစ်တဲ့သူဖြစ်တယ်မခံနိုင်ဘူးအငငယ်တုန်းကတော့မိဘရဲ့အရေးမှာစိုးမိုးတာကိုခံနိုင်ပေမဲ့အသက်ကြီးလာတာနဲ့အမြလူဟာစိတ်တွေပြောင်းလာတယ်တို့စိတ်တွေလည်းပြောင်းလာတယ်လူတိုင်းကလေတာသမီမှားတယ်လို့ပဲထင်ကြတာတခါတလေမိဘတွေမှားတာမျိုးကြီးလည်းရှိတယ်သဘောကျပါလား အဲ့လိုလည်းမဟုတ်ပါဘူးတယောက်တည်းနေတော့ဒုက္ခပါနှစ်ယောက်ရှိတော့ဒုက္ခပါဒါပါပဲဒီဇက်ကလေပထမတော့ဇညောအရင်ကြည်တာပေါ့နော်ကြည်တော့တော်တော်လေးကောင်းတယ်ဇက်လည်းတော်တော်ရှုပ်နေအဲ့မယ်ဟိုတခုဆိုရင်နာတခုကကြတော့ကိုတစ်ခါမှမလုပ်ဘူးတဲ့ character အမေခန်းနေလဲပါတယ်သူကငယ်ဘွားကလည်းပါတယ်ဆိုတော့ဒီဥစ္စာလေးကိုထိုးစားကြည့်မယ်အတေချာတော့စဉ်းစားတယ်စဉ်းစားပြီးတော့မှပဲလက်ခံပြတာဟိုယတိခင်ပေါ့နော် character နေရမှာဒါပေမဲ့ယတိခင်မဖြစ်မှဆိုရင်နော် အဲ့ဒါလေးဒီပါဝင်တဲ့ idea တွေအများကြီးပဲအဲ့ဒီဟိုမှာမှအဓိကဒီဇက်အိမ်ကလေသူများနဲ့လုံးဝမတူဘူးအရန်ကွဲခြားရတယ်ပေါ့နော်ဟိုရိုက်နေကြတာတွေမဟုတ်ဘူးဥပမာဟိုမိသားစုတွေမှာဆိုလို့ရှိရင်အဲ့လိုမိဘတွေရဲ့အတ္တတွေပေါ့မန်နေမာနာတွေပြန်ရတဲ့အချိန်မှာအဲဒီလိုမျိုးပေါ့ခလေးတွေကအမိသားပင်ဖြစ်ရတဲ့ဟာမျိုးလေးပေါ့အဲဇက်ကဆိုလို့ပထမဆုံးက အာကိုပထမဆုံးကချူကားစိန်သက်ပြီးတော့ကိုလူဆိုးလေးပြီးကြောက်လာမယ်ဒါဆိုလို့ရှိရင်ဇလန်းတွေက၄ခုမြောက်ပေါ့နော်ချူရီလေးတွေမြောက်ရှင်တော့ရမ်းပြန်မနဲ့ဒီအဲ့ချူကားစိန်သက်တော့ဆိုလူအပိုင်း60ရိုက်ရတယ် အဲ့ဒီတဲမှာဝင်နေရပေါ့နော်ဒီဒါပေမဲ့အဲ့ဒီ character တွေကနေပြန်ထုတ်ဖို့ကကြတော့ခက်တယ်အဲနောက်အခုကြောက်တလားမမင်းနေတော့ကကြတော့တရဲမှာပေါ့အဲ့တရဲမှာမှလည်းဒီလိုပဲဒီအစွဲလန်းနေကြောင်ဖြစ်တော့အဲ့အဲ့ဒီ move ကြီးနဲ့နေနေရတာကြီးအဆင်မပြေဘူးပြီးတော့ makeup တွေလည်းတရဲ makeup တွေကိုယ်တကယ်တရဲဖြစ်နေကိုယ့်ကိုယ်အိမ်ထဲရောက်လို့ကိုယ်ဒီတရဲပဲအဲ့လိုအခုဒီမှာကြတော့ မိဘနေရာနေပြုတ်စာမှာလည်းပါတယ်ငယ်ဘဝလေးလည်းပါတယ်ဆိုတော့ဒီအမေကောင်တစ်ခါမှတင်မတင်မဆောင်ဘူးတဲ့ခါကျအမေမဖြစ်မှစိုးရိမ်နေပေါ့နော်တကယ်အဲ့လိုမျိုးတခုတော့ရှိတယ်အဲကိုယ့်ရဲ့တော်အမိရဘူးဖြစ်ပါလားအဲခုံးမင်းနေလားအတာတာဟုတ်အဲ့ဒါကြောင့်မလို့နွေအခုကြတော့မိကပ်ကိုလည်းစွစွဒါလီကိုတိချာခေါ်ထားတယ်သူကစပင်လည်းနိုင်တယ်မိကပ်လည်းနိုင်တယ်ပေါ့နော်အဓိကနွေပုံစံလုံးဝပြောင်းချင်တယ်ပြီးတော့အဝတ်စားအစားပေါ့နော်မအီတယောက်ပေါ့အမေအင်ကြီးကိုပဲ ဲ့လိုမျိုးအမေရဲ့ character အမေရဲ့မူပေါ့ပြီးတော့မိခင်တယောက်ကတာသမီးတယောက်ပေါ်မှာဘယ်လိုချစ်လဲပေါ့ကိုကကြတော့အမေတယောက်ကိုပဲချစ်ဖူးတာလေအဲ့လိုဆိုတော့ကျွန်တော်အမေတို့ရဲ့မြေတားလေးပေါ့ဒီဒီတာတယောက်ပေါ်မှာထားတယ်မြေတားပေါ့အဲ့ဒါညောအမေကိုပဲလေးလာတဲ့ချိန်လို့အမေကတော့ကိုယ်တက်တက်လုတ်ချစ်တယ်ဒီ character ထဲမှာလည်းအဲ့တိုင်းပဲတာတယောက်ကိုအတက်တက်လုတ်အရန်ချစ်တယ်သူပေါ့နော်အဲ့လိုမျိုးအရန်အလိုလိုက်တယ်တာစိတ်တိုင်းကြအဲ့လိုမျိုးဖြစ်အောင် အမြဲတမ်းဖိမနေတယ်မအေးပေါ့အဲ့အဲ့လိုမျိုးဆိုတော့ အမေပဲကြည်နေအောင်တကြိမ်တိုင်တောင်ဝင်းမြူနေပြီလားအမေကဝင်းမြူနေပြီအာတားကြီးအမေရှိနေတယ်ဟုတ်တယ်ပြီးတော့သူ့ရဲ့အချစ်ပေါ်တော့အမေမိဘတယောက်ကသားသမီးတယောက်ကိုချစ်တယ်အတ္တအရန်ကြောက်ခုကောင်းတယ် တိလာနွေးအနာကောင်းကောင်းတိရဘာလို့ဆိုတော့အမေချစ်တဲ့အတ္တကိုတခါခါကျရင်အနုရသာသမီဖြစ်တဲ့သူဖြစ်တယ်မခံနိုင်ဘူးအငငယ်တုန်းကတော့မိဘရဲ့အရေးမှာစိုးမိုးတာကိုခံနိုင်ပေမဲ့အသက်ကြီးလာတာနဲ့အမြလူဟာစိတ်တွေပြောင်းလာနုရစိတ်တွေလည်းပြောင်းလာတယ်လေအဲ့လိုပြောင်းလာတဲ့အခါကျတော့အသက်ကြီးလာတော့ကလေးတုန်းကလည်းမဟုတ်တော့ငငယ်တုန်းကမိဘစကားကိုနားထောင်ဝင်မယ်အသက်ကြီးလာတဲ့အခါမှာအသက်ရွယ် ပြောင်းလာတာနဲ့အမျှစိတ်တည်ပြောင်းလာစိတ်တည်ပြောင်းလာတယ်မှာလူလူခလေးရဲ့တာသမီတွေကအေးအေးကြကြနေခြင်းနဲ့အပိုင်အောင်ရောက်လာတယ်အဲ့ဒီအချိန်မှာမိဘတွေကလည်းသူတို့အရင်တော့ဆိုးမိုးနေကြအတိုင်းသူတို့တာသမီကိုဘလောက်ပဲကြီးကြီးခလေးလိုပဲမြင်တယ်အဲ့ဒီအချိန်မှာဘာဖြစ်လဲဆိုတော့အဲ့မိဘနဲ့တာသမီကြမှာမတဲ့တော့ဘူးဆိုရယ်ပုံစံမျိုးဖြစ်တာအမှန်မှန်မတဲ့တာမဟုတ်ဘူးအသက်ပြောင်းလာတယ်အမျှလူငယ်တွေကစိတ်တည်ပြောင်းလာတယ်လူငယ်တွေကလည်းအချိန်ကြာလာနေမြန်လူကြီးဖြစ်လာတာလေလူကြီးဖြစ်လာပြီးတည်ငြိမ်လာတဲ့သဘောတရားရှိမယ်အေးအေးဆေးဆေးနေခြင်းလာတဲ့သဘောတရားရှိမယ် တယောက်တည်းနေကျင်လာတဲ့သဘောတရားရှိမယ်အဲ့ဒါမိဘတွေကလည်းအရင်တော့ငါသားသမီးကငါငါငါချစ်တယ်လို့ပြောငါနေခိုင်းတယ်လို့ပြောမဟုတ်တော့ဘူး တိလားအဲ့ဒါလေအရန်သားသမီးနဲ့မိဘကြမှာဖြစ်တတ်တဲ့ပြဿနာလေးပေါ့နော်အဲ့လိုမျိုးမဟုတ်တော့ဘူးဆိုတဲ့အချိန်မှာသူတို့ပြောလို့မရတော့ဘူးဆိုပြီးသူတို့ကထင်တာအမှန်မှန်မဟုတ်ဘူးဟိုနှစ်ကာလကြာရှိလာတာနဲ့အမြပြောင်းလဲလာတဲ့စိတ်ဒီအပေါ်မှာလူကြီးတွေကလည်းလက်မခံပေးနိုင်ဘူးလူငယ်တွေကလည်းအမ်အမေကလည်းငါဒီလူမျိုးနေတာကဒီကိုယ့်ဘက်ကိုသူ့ကိုမချစ်လို့မဟုတ်ဘူးကိုပြောင်းလဲကြည့်မိကိုအေးအေးချမ်းချမ်းနေကျင်တဲ့စိတ်ကလေးကိုသူတို့နားလည်းမပေးနိုင်အဲ့ဒီမှာအဲ့ဒီအရွယ်အပိုင်းခြားတစ်ခုမှာတားသမီးနဲ့မိဘနည်းနည်းလေး ကြတနာဖြစ်တတ်တယ်။အဲ့ဒါလေးကိုမိဘတွေကလည်းတာသမီပေါ်နားလဲပြီးအဲတာသမီတွေကလည်းမိဘပေါ်နားလဲပြီးတေချာညှိနှွေးဆိုအမင်းနဲ့အရန်ညှိရနှွေးကအရန်လုံလုံထွတ်ထွတ်မိဘနဲ့နေတတ်တဲ့ဒါပေမဲ့နှွေးအသက်ကြီးလာအဲ့လိုမနေချင်တော့ဒီလာအေးစကြမ်းနဲ့တယောက်တည်းနေချင်လာတဲ့မုတ်ကိုရောက်လာအဲ့လိုမျိုးနေချင်လာတဲ့အခါမှာအမေကသူ့ကိုမချစ်တော့အဲအဖေကအဲ့လိုမျိုးမချစ်တော့ အဲ့ဒါမဟုတ်ဘူးစိတ်တွေပြောင်းလာတယ်အသက်ရွယ်ပြောင်းလာတယ်များပါလူပြောင်းလဲလာတဲ့သဘောတရားပေါ်မှာမိဘတွေကလည်းနားလည်းမပေးနိုင်တော့အသားသမီးတွေကလည်းမိဘဒီလိုနေကျင်တော့မိဘဒီလိုဖြစ်တယ်အဲ့ဒါမိသားစုတိုင်းမှာဖြစ်လာမှာအဲ့ဒါလေးနည်းနည်းလေးညှိလိုက်ရတယ်အခုစတော့ပေါက်တော့လေမင်းကအရန်ချစ်တာပေါ့အဓိကလူရအတ္တမကြည့်ဘူးပဲဟာလူရအတ္တတွေမန်တွေမာနတွေဖုံးလွှမ်းလာတာနဲ့အမြလောဘဒေါသတွေညားလာပြီးအမားဘက်ကိုကိုးသွားကြတယ်ဒါကဘယ်ကိစ္စမဆိုဘူး ဟောအချစ်ရေးပဲဖြစ်ဖြစ်မိသားစုပဲဖြစ်928ပဲ2005ဖြစ်ဖြစ်ဒီမှာလည်းဒီတိုင်းပဲဒီအတ္တတွေလွန်ကဲသွားပြီအာငါဆွဲတွေများလာပြီဆိုလို့ရှိရင်အမားဖြစ်ကွာများတယ်ဒီအစိတ်သိဝိုင်းထဲမှာလည်းဒီလိုပဲ လက်စလန်းလေးကအရန်ကောင်းတယ်ပြီးတော့လူတိုင်းကလေသားသမီးမှားတယ်လို့ပဲထင်ကြတာတစ်ခါတလေလူသားတွေမှားတာမျိုးကြီးလည်းရှိတယ်သဘောကျပါဒါလေးတွေကိုကြားထားတာလေမြင်သဘောကျတယ်ပေါ့နော်ဒီဒီမိဘတွေရဲ့လွဲမောင်းမှုတွေကြောင့်သားသမီးတွေမှာရိုက်ခတ်နိုင်တယ်လို့သားသမီးတွေရဲ့လွဲမောင်းမှုစိုးမှုကြောင့်မိဘတွေမှာလည်းရိုက်ခတ်နိုင်တာရှိတယ်ဒါကိုသူကမျက်မျက်တတ်တာဘဲလန့်ညီညီကြားထားတာလေဒါလေးကိုလေသဘောအရန်ကြအဲ့ဒါကြောင့်မို့ဒီဇာတ်ကားလေးကိုလက်ခံပြအရန်လေးစိတ်ဝင်ပါ ေးနေရမမြင်စေဘူးလားဟုတ်ပါရဲ့ဒီကြီးဒီတိုင်းလေးပဲကြည့်နေလိုက်တော့ချောပရိသတ်တွေကြတော့ဥမာကြောက်တဲ့ဖြစ်နေတာကြောက်ပဲအော်သူတို့လည်းတယောက်တည်းပဲအီချမ်းတယ်လေပြောနေကြအခုတော့နွေရအေးချမ်းပဲနေကြတော့ခုနကပြောလို့အသက်ကြီးလာလားမသိဘူးပူပူလောင်လောင်နေဟိုနွေတိတ်မကြိုက်တော့ဘူးဘောနငငယ်တော့မှကြိုက်တာအခုကြာဒီတိုင်းလေးစိတ်ချမ်းသာပါလေတကယ်လို့ကလေးကိုမစုံနဲ့ကြောက်တယ်ပဲနေတော့ อืมยังเอเจนต์ပြီးတော့အရင်ညံ့ညတတ်တာအပေးယူညာရဲ့ချက်ချင်းမြစ်တာကြီးအများကြီးရှိပါတယ်ခုနပြောသလိုအတ္တကြီးမကြီးနဲ့မန္တေမကြီးနဲ့မာနာကြီးမကြီးနဲ့အခြေချင်းညှိယူကြမိသားစုတွေမှာတော့မှာပဲဒီအဖေဒီအမေကနေမိုးရဲ့မောင်နှမတွေတော့မှာပဲစိတ်တွေမတူတိလားအဲရက်တွေမတူအသားရောင်တွေမတူနှလုံးသားတွေမတူကြလား တစိမ့်မိသားစုကပေါက်ခွာလာတယ်တစိမ့်မိသားစုကပေါက်ခွာလာတယ်နှစ်ယောက်တူဖို့ကညီမလေးတော်တော်လေးကိုညှိယူပါမှာနော်အဲ့ဒါကိုတယောက်နဲ့တယောက်ဘယ်လန့်ညီညီ ထိန်းညီနိုင်လို့ရှိရင်အရင်အလုံးအစဉ်ပြေးတယ်။ဒါအိမ်တော်ကြီးမှာပဲဖြစ်ဖြစ်မိသမီးသားပဲဖြစ်ဖြစ်မိသားစုမှာပဲဖြစ်ဖြစ်တို့ရအဲ့လိုလေးပဲမြင်လာနောက်ပိုင်းလေးသူ့ကိုကဒီတိုင်းပဲအဲ့ရဲတက်ဆန်နည်းနည်းတူညီလာလားဟောနော်အဲ့လိုမျိုးလေးတော့ဖြစ်တယ်အသက်ကြီးလာတာနဲ့အဲ့လိုမျိုးလေးအေးချမ်းနေတဲ့ဟာအရင်တော့ဆိုလို့ရှိရင်စူးစူးညံ့ညံ့ပူပူလောင်လောင်လေးကြိုက်တယ်အခုကြလို့ရှိရင်တိတ်တိတ်ဆိတ်ဆိတ်အေးချမ်းနေကြိုက်တယ်အဲ့လိုမျိုး ပြောင်းသွားတယ်နည်းနည်းသူကပထမဆုံးတော့ရှူးစီခြင်းနဲ့ထင်တယ်ဒီကမင်းတို့လေသူတို့အဲ့လိုမျိုးစီစဉ်လာဖို့ရှိဦးပြဲအဲ့လိုမျိုးနောက်ပိုင်းလဲကြာသူတမီကိုသူကြည့်နေစင်ပြေထဲမှာတယ်သူဘာမှမပြောတော့အမေဆိုပို့ဆိုးတယ်သူဘာမှမလုပ်ဘူးကြိုက်တယ်ရောက်ခဲ့ပဲပေါ့နည်းနည်းအရင်ဒီနေ့ကြက်ကြက်မရှိဘူးငငယ်တော့တိုက်တွန်းသေးတယ်ခုနောက်ပိုင်းဟာထိုင်လီပဲကောင်းမှာ ါဒါထိလက်ပြက်လက်သဘောတရားကြီးတစ်ခုမှာပေါ့နော်ဒါမမနေတယ်တူပါဦးတူပါဦးတူပါဦးကိုဟောတာကသူနားထောင်တာသူဟောတာကိုပြန်နားထောင်မပြန်ဟောဒါပြက်လက်ပြက်လက် ော်ဒီ relationship တွေမှာဒါတယောက်နဲ့နေရတဲ့အာသာချက်တွေကပေါ့နော်ဒါကိုယ့်အတွက်ဒါကောင်းကျိုးတစ်ခုဖြစ်သွားတယ်လို့ခံစားမိဘူးအဲ့လိုလည်းမဟုတ်ပါဘူးတယောက်တည်းနေတော့ဒုက္ခပါနှစ်ယောက်ရှိတော့တော့ဒုက္ခပါဒါပါပဲဒီအစိမ့်တဲ့ဝိုင်းကားလေးရာနေတော်တော်လေးထူးခြားတဲ့စကားလေးဖြစ်နေအဲ့တကြောင်မလို့ဒီဇလန်းတွေလေးထွက်လာတဲ့ခါကျလို့ရှိရင်စစ်တပ်ပြေးပြေးပြေးပါဦးမြတ်တယ်